ဆက်မဆန်ဝဲလက်ရှိနေတာကြောင့်တအိတ်ကို6ရွံလောက်တက်သွားတယ်လို့မန္တလေးဆန်စပါးကုန်စည်တိုင်းအသင်းကပြောကြားလိုက်ပါတယ်ဒေါ်တာရာကသတင်းပြပို့ထားပါတယ်ရှင်။အော်ဂုံးလာဇန်းကမူဆယ်ဘက်မှတရုတ်ဘက်ကိုတရားမဝင်စံတီမှုမှုတွေရှိခဲ့လို့ခိတရယနာခဲ့ရပြီးမြဲဒီရက်ပိုင်းမှာတော့တရုတ်ဝယ်လက်လိုက်လာလို့မူဆယ်ဘက်မှစံတီမှုမှုတွေတက်လာသလိုစံစင်းနှုံးတွေလည်းတက်လာပါတယ်။ အခုပြီးတဲ့ဘက်ကကျွန်တော်တို့ဘယ်လိုပြောမလဲတယောက်ပြာဖမ်းနေပြုတ်နေဖမ်းနေပြုတ်တဲ့အချိန်မှာကျွန်တော်စံစည်းတွေမြည်သွားတယ်ပြုတ်သွားတယ်လာစံစည်းတွေပြီးသွားတယ်ဒါပေမဲ့အခုချိန်မှာသူကပြန်နေတော့ဝယ်တဲ့အချိန်မှာကျွန်တော်စံစည်းတွေပြန်တက်လာအနည်းဆုံးအနည်းဆုံးခံမှန်းချင်ဆိုလို့ရှိရင်တဲ့အိတ်ကိုနေရံ၃ညလောက်အနည်းဆုံးတက်လာတာပေါ့နော်တက်ပြီးအရောက်ဝယ်လဲပြန်လိုက်လာတယ်အရောက်ဝယ်လိုက်လာတဲ့အချိန်မှာပိုပြီးမှဘာဖြစ်လဲဆိုတော့ကျွန်တော်တယောက်ပြာကုန်တယ်ရအောက်ချီချီဆင်းဝယ်တယ်ဆင်းဝယ်တဲ့အချိန်မှာဈေးနှုန်းတွေပိုပေးတာပေါ့ကျွန်တော်ဒီရလူတွေတက်ပိုလိုက်မှအဲ့ အဲ့လိုပို့ပေးတဲ့အတွက်သူကဈေးနှုန်းတွေလည်းပုံမြင့်လာတယ်ပို့လို့အယောင်ဝယ်တွေလည်းဖြစ်လာပါတယ်မူဆယ်ရဆန်စည်းကွက်မှာခွန်လေးခွန်နဲ့ဒုက္ခဆန်အမျိုးအစားတွေအယောင်ဝယ်တက်နေပြီးတအိတ်ကို151ယွမ်152ယွမ်အထိရှိပါတယ်။တချို့မူဆယ်ဘက်မှတရုတ်ဆန်ကုန်တွေကပြည်ရင်းပြည်ခရိုင်ကြီးဆန်တွေကိုစီးဝယ်နေတာကြောင့်အဲ့ဒီဒေသမှာရှိနေတဲ့ဆန်တွေကလည်းအောက်ဈေးအနေနဲ့ဈေးနှုန်းတွေတက်လာပါတယ်။ ပြည်ရင်းစားသုံးမှုစံစည်းကပ်မှာတော့တအိတ်ကိုကြက်တထောင်ကျော်နီးပါးတက်သွားတယ်လို့မန္တလေးစံစဘာကုန်စည်တိုင်းအတင်းတောင်းဝင်ရှိသူတွေကပြောပါတယ်ရှင်ဒီဘက်မှာတော့စားတဲ့ဆံကတော့အ ਨੇ စုပဲရှိတယ်ညီမစားတာကိုတော့ဗာလဲဆိုပတိဘေးချာခေါ်တဲ့ပေါ်ဆမ်ဝေးတို့အေယာမင်းတို့เนาะပြီးတဲ့ခါကျတော့ဒီမီကပ်တို့ပေါ့เนาะဒါကတော့အဓိကဒီဘက်မှာစားတဲ့ဆံအဲသူကလည်းတက်နေတာပဲညီမသူကဗာလဲဆိုတာကတော့ ပြီးတဲ့ဆီမှာခေါင်းနေဈေးတက်နေပေါ်တော့ဒီအသက်ပေါ်တဲ့ဟာတော့သူကဈေးနိုင်တယ်လေကိုတို့ဘဝတရုတ်ကြည့်ပိုးတဲ့ဆန်ကြတော့အဲ့လိုမျိုးမဟုတ်ဘူးသူကတော့အဓိကကတက်တက်ဟောင်းဟောင်းတရုတ်ကတော့ကြိုက်တယ်တော့အသက်ခဲကြိုက်တယ်သူကဘာမှပြရတဲ့အဟောင်းကြိုက်တယ်လေနော်အဲ့လိုဆိုတော့ဘယ်လိုပြောမလဲဘမဘပြီးတဲ့စားတဲ့ဆန်ကြီးဈေးတက်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 ဟာကအဟောင်းပိုင်းကတက်တက်ကိုတို့ဘဝတော့ဝါသွားတာတော့အသက်ပိုင်းကနေသွားတာများတယ်အဲ့ဆိုဒီဘက်မှာတက်တက်လို့သူလည်းလိုက်တက်တယ်ပြီးတဲ့ဈေးတက်တယ်ဘဝဈေးလည်းတက်တယ် ။လက်ရှိမှာမူဆယ်ဘတ်ကိုစံတိမှုနိုင်မှုကတရက်ကိုအိပ်ရေ၄000-5000တိတိမှုနေရပါတယ်။ကျမတာယာသိင်းပြဖို့ထားတာဖြစ်ပါတယ်ရှင်။